ဒီနေ့တော့မိတ်ဆွေတို့ကိုလူရှိလူခင် ပေါ်အောင်နေနီးစင်မျိုးကိုမျှဝေပေးပါမယ်။လူရှိလူခင်ပေါ်အောင်နေနီးဆိုတာလူမှုဆက်ဆံရေးမှာအရေးပါတဲ့အမှုပညာတရက်ပါပဲ။အောက်ပါနီးလန်းတွေကိုအခြေခံပြီးလက်တွေ့အသုံးချနိုင်ပါတယ်။နံပါတ်1 genuine interest အမှန်တကယ်စိတ်ဝင်စားပါ။လူတွေကိုသူတို့ဘဝသူတို့အတွေ့သူတို့စိတ်ကြိတ်အရာတွေအကြောင်းမေးခွန်းမေးပါ။သူတို့ပြောတာကိုအာယုံစိတ်နားထောင်ပြီးအသေးစိတ်တွေကိုမှတ်ထားပါ။ဥပမာ မင်းပြောတဲ့ခီးသွွားအကြောင်းနောက်ထပ်ပြောပါအောင်စိတ်ဝင်စားလို့ပါလို့ပြောဆိုပါနံပါတ်1 smile and positive vibes အပြုံးနဲ့ကြိုဆိုပါရိုးရိုးလေးပြုံးပြပါမျက်နှာတွေမန်တင်နေတာထက်ဖော်ရတဲ့အမူအရာကလူတွေကိုတင်တဲ့ပြိုးရှင်စိတ်ဖြစ်စေပါတယ်စကားစပြောတဲ့အခါစိတ်လှုပ်ရှားပွေအကြောင်းအရာတွေဥပမာဝါသနာအောင်မြင်မှုမျှဝေခြင်းကိုဦးစားပေးပါနံပါတ်3 be positive အပြုသဘောဆောင်ပါ မကောင်းတဲ့အကြောင်းတွေညှိညွတ်ခြင်းတွေထဲအကောင်းမြင်စိမ့်နဲ့ပြောဆိုပါသူတွေကတင်းရဲ့စွန်းအင်ကိုပြဝေခံစားလို့ကြပါလိမ့်မယ်တတိထားမှာကတော့ပြဿနာတွေကိုဖန်မဲ့အစားဖြည့်ရှင်းနည်းတွေကို ရှာဖွေပါ ပြောပါနံပါတ်၄ encourage others သူများကိုအားပေးပါသူတို့ဘာရဲ့အောင်မြင်မှုကို ရှင်းမွန်ပါဥပမာမင်းလုံနေနေဆိုတာငါသိပါတယ်ဆက်ကြိုးစားပါဆိုတဲ့စကားမျိုးပေါ့နံပါတ်၅ be helpful ကူညီဖို့အစဉ်သင့်ရှိပါ တင်တက်နိုင်တဲ့အကူအညီကိုမျှဝေပါဥပမာစာမေးပွဲအတွက်မှတ်စုတွေမျှဝေပေးခြင်းအခက်အခဲတခုကိုဖြေရှင်းပေးခြင်းမျိုးပေါ့နံပါတ်6 self improvement ကိုယ်ပိုင်အရည်အသွေးတိုးတက်အောင်လုပ်ပါစာဖတ်ပါဘူးသူရတွေတိုးအောင်လုပ်ပါစကားပြောကျွမ်းကျင်မှုကိုလက်ကျင်ပါဒါတွေကတင့်ကိုစိတ်ဝင်စားဖွယ်လူတယောက်အဖြစ်ပုံဖော်ပေးပါလိမ့်မယ်နံပါတ်9 remember names လူတွေရဲ့အမည်ကိုမှတ်ထားပါ လူတရားရောက်ကိုသူ့နာမည်နဲ့ခေါ်ပါဥပမာဟေ့ဂျိုဝင်းမယ် မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့သဘောမျိုးပေါ့နံပါတ်၈ sense of humor ဟာသညာရှိပါတင်းတင်းနဲ့ဟာသညာကိုသုံးပါဒါပေမဲ့သူများကို မထိခိုက်စေပဲတိတ်သီးတဲ့အခြေအနေတွေမှာချွတ်ချပါနံပါတ်၉ patience စိတ်ချပါဆက်ဆံရေးတွေကိုအလျင်စားလို့မတီးဆောက်ပါနဲ့ယုံကြည်မှုနဲ့ရင်းနှီးမှုကိုအချိန်ယုံပါနံပါတ်၁ be confident not arrogant မိမိကိုယ်ကိုယုံကြည်မှုရှိပါကိုယ့်အဆုံးကိုယုံကြည်ပါ ဒါပေမဲ့မမထောင်ပါနဲ့သူများကိုဂုဏ်ယူစရာလောက်ပြပါအရေးအကြီးဆုံးအချက်ကလူတွေကိုတင့်ကိုရှစ်ခင်လာအောင်အတင်းအကျပ်လုပ်ယူမဲ့အစားသူတို့ကိုတင်ရှစ်ခင်လာအောင်လုပ်ပါဒါကတဘာဝကြပြီပို့ပြီးထိရောက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလူရှစ်လူခင်ပေါ်တဲ့သူများဖြစ်နိုင်ကြပါစေဗျအားလုံးဘေးရန်ကင်းဝေးကြပါစေ